အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဖွဲ့ဓမင်းစာနောက်ကြပါတယ်ကိုရီးယားမှာဓမင်းစာရင်သူက2ရဲ့ဇောရဲ့စာပါတယ်အဒိုရီးယားအဒီဝက်ယိုဟင်းမှာဝက်ယိုကုံတော်လို့ထပ်ပြီးတော့လာဖြစ်ပြတာပါတကယ်လို့အဒိုရီးမသိရင်လည်းကျွန်တော်တို့အသားမရှိတော့ဘူးလို့ပြောလိုက်ရင်သူလာဖြစ်ပြပါတယ်ဒီမှာပါတော့ဝက်ယိုဟင်းကျွန်တော်လည်းပြောမယ်ဒါတော့ဝက်ယိုဟင်းနေပါအရှိမအဒီကျောင်းတန်ငယ်ကြီးပေါ့ အဲသူဝဲယူခန်းနေတော့လေးကျွန်တော်ညိုက်ထားပါတယ်ဒီမှာပါဝဲယူဟင်းရန်တော့ကောင်းပါလေသူကအဲ့ဒီမုံညင်းညွေရဲ့အာလူရပါပါလေကျွန်တော်ထမင်းခုလိုက်ပါအောင်မယ်အဲတော့တော့ကျွန်တော်ထမင်းရဲ့ဟင်းရဲ့ထည့်ပြီးယူလာတာပါဟိုးမှမြင်နေတဲ့နေရာအဲ့ဒီကျွန်တော်ထိုင်နေကြနေရာလေးပါပြီးကျွန်တော်ရေးနေတဲ့တော့ပြပါမယ် တော့တော့သူကရေခွက်ကိုသူအပူနဲ့အချောက်ခံတာလားပေါ့အဲဒီဘက်မှာသူကရေအေးယူလို့ရပါတယ်ရေပူယူလို့လည်းရပါတယ်ရေခဲလည်းယူလို့ရပါတယ်ကျွန်တော်ရိုးရေပဲယူပါမယ်အဒီနေ့ကျွေးတဲ့ဟင်းကတော့ဝက်ယူသူအော်လူးလေးနဲ့ချက်ထားတဲ့ဟင်းလေးပါဒီဟင်းလေးထမင်းနဲ့အရင်ဆောက်အောင်ပါတယ်ဒီဟင်းလေးကျွန်တော်အရင်ချက်ပါတယ်ကြော်ပါအော်လူးလေးစားကျင်စားလေးပါကျွန်တော်ဝက်ယူဟင်းကျွန်တော်နိုင်ငံခြားသားတော်တော်များများကြိုက်ကြပါတယ်သူရရတာသူက တအားမချင်းပဲတအားမငယ်ပဲနဲ့ဒီပန်းဟင်းရတာလို့လို့နေပါတယ်ဆောက်လို့ရောက်ပါမယ်ဟောပြီးရင်ဒီမှာကျွန်တော်မှာဒီဝတ်သားပြားကြော်လေးကြည့်ပါတယ်ဒီဝတ်သားပြားကြော်ကသူကသူ့ရဲ့ရတာသူကပြင်ရမုတ်သားရဲ့ရတာသူကပဲကြော်ရတာပေါ့ထဲမှာတော့ဝတ်သားကိုနုနုဆင်းပြီးတော့ထဲထားပါတယ်ကိုရီးယားမှာဒီဝတ်သားပြားကြော်ကရတာမျိုးရှိပါတယ် ပေါ်မှာဖြူရတဲ့အဝါရောင်လေးနဲ့ sauce ကတော့သူက mayonnaise sauce ပါကြည်ကြည်ပါထဲမှာဝက်သားပြားလေးပါပါတယ်အဲတော့ဘဲဂျိုအရင် mayonnaise sauce နဲ့ဆောက်ကြည့်ကြည့်ပါအရင်ဆောက်အောင်ပါလေရမ်းလိုက်ပါတယ်တော့တော့ဝါသားပြားကိုသူကအချိုးပြန်ပြီးတော့ကြော်လာတာပါကော်ပီထုတ်လေးနဲ့ကြော်လာတာပါဒါတော့မဟုတ်လို့အချိန်လေးပါဒီနေ့မို့လို့အချိန်နည်းနည်းပြော့နေပါတယ်ဒါတော့ဝတ်သားကိုဖတ်တော့ကြပါကျွန်တော်တို့ခုပဲယူခဲ့ပါဒါလည်းတော့နမ်းရွက်ပါဒါမဲ့စားလို့ပြောင်း